ဆင်းမောမှာဘရောမမဆိုးဘူးဆုံးဖြတ်ထားတဲ့တခြင်းတစ်ပုဒ်ကိုပြိသက်တွေရဲ့တောင်းဆိုချက်အရဖျော်ဖြေပေးခဲ့တဲ့ဆိုတော်ဝိုင်းစုခိုင်တဲ့ မင်္ဂလာပါပရိသတ်ကြီးရှင်အစိုးရဝိုင်းစုခိုင်တဲ့ဟာပြီးခဲ့တဲ့ရပါရဲ့အတွင်းတုန်းကသူမစင်ပေါ်မှာဘယ်တော့မှမဆိုးဖို့ဆုံးဖြတ်ထားတဲ့တခြင်းတစ်ပုဒ်ကိုပရိသတ်တွေကတောင်းဆိုခဲ့တာကြောင့်သူမဘဝရဲ့နောက်ဆုံးအနေနဲ့ဖြောပြေးပေးသွားခဲ့တာပဲဖြစ်ပါတယ် အဆိုပါတခြင်းဟာသူမဘဝမှာအချက်ဦးဖြစ်ခဲ့ဘူးသူတယောက်အတွက်တည်ဆူထားတဲ့တခြင်းဖြစ်ပြီးအဆိုပါအချက်ဦးနဲ့ကွဲခွာခဲ့ရပြီးနောက်ပိုင်းမှာတော့သူမဘဝအတွက်ရင်းနာစရာအကောင်းဆုံးဖြစ်တဲ့ဒီတခြင်းလေးကိုဆင်မြင့်ထက်မှလုံးဝမဖျော်ဖြေဘူးရဲ့အတွက်ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။ ဝိုင်းစုခိုင်တဲ့ရဲ့အခြေရေးကတော့ပြည်သက်တွေအလုံးအစာအဆုံးသိထားပြီးသားဖြစ်တာကြောင့်မကြခင်လပိုင်းရဲ့တွင်ဝိုင်းစုရဲ့အခြေဥသူကတခြားသူတယောက်နဲ့လက်ထပ်တော်မှာဖြစ်တဲ့အတွက်ပြည်သက်တွေကတော့ဝိုင်းစုရဲ့အတွက်စိတ်မကောင်းဖြစ်နေကြရတာလည်းဖြစ်ပါတယ်ဝိုင်းစုခိုင်တဲ့ဟာဒီတဲ့ချင်းလေးကိုသူမအချစ်ရဆုံးဖြစ်ပြီးအချစ်ဦးလေးဖြစ်ခဲ့ဘူးတဲ့သူနဲ့လူကြီးမိဘတွေကသဘောမတူလို့ကွဲခွာခဲ့ရတဲ့ဖြစ်စဉ်ပေါ်မှာအခြေခံပြီးခန်းစားချက်အပြည့်နဲ့တီးဆိုခဲ့တာလည်းဖြစ်ပါတယ်။ ဝိုင်းစုခိုင်သိန်းဟာမိဘတွေစိတ်တိုင်းကျသားလေးမှတယောက်အဖြစ်နေခဲ့ပြီးတော့သူမဘက်ကိုတစ်ချက်လေးတောင်လှမ်းမကြည့်ခဲ့တဲ့အခြေအဦးအပေါ်မှာစိတ်နာနေခဲ့သူလည်းဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီတစ်ချက်လေးကိုတော့ဆင်မြင့်ထက်မှဘယ်တော့မှမဖျော်ဖြေဖို့အတွက်ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။ပြိသက်ကြီးအနေနဲ့လည်းဒီတချင်းလေးကိုကြားလိုက်မယ်ဆိုရင်ဝိုင်းစုခိုင်တဲ့ရဲ့ခန်းစားချက်တွေကိုလည်းနားလည်နိုင်မယ်လို့မျှော်လင့်မိတာကြောင့်အခုလိုဖော်ပြတင်ဆက်ပေးလိုက်ပါတယ်ရှင်။မဆုံးလို့ဖိနာလို့ဖွင့်ထားတဲ့ တင်းရမယ်အဲ့လိုဆိုတော့ကျွန်တော်တောင်းဆိုတော့ကိုကစိုးပြရမှာပေါ့နော်အမအမလည်းပြောမယ်နော်ငါအရန်ချစ်ကြတာအဲ့လိုချစ်သူကြီးသားမဟုတ်ဘူးကိုရဲ့ဘေးထဲမှာရှိရလို့တောက်ချစ်ခင်တောက်ချစ်တာအရှင်းချစ်တယ်ပါခွေးလေးတောင်းရဆန်းချစ်တယ်အဲ့လိုကျွန်တော်ပြောတော့စိုးပြရမှာပေါ့နော်ငါချင်းလို့ချစ်တယ်ဘယ်တော့မှမဆိုတော့အခုတော့အဲ့စိတ်ဘာမှမရှိတော့စိတ်နာရင်မရှိဘာမှမရှိပါဘောင်းထဲမှာပါတခုမှမရှိဘူး 去巴黎买东西。马先生，相信你才是真的。请你继续做，能这样吗？ you. Yeah.